တော်တော်များများဆိုရင်ခုခေခုကာမှာယောက်ျားကြီးတော်တော်များများကဖောက်ပြန်လာကြပြီအဲ့ဒါတွေကအိမ်ရမိန်းမနဲ့သုံးပုံပုံနှစ်ပုံတော့တိုက်ဆိုင်တယ်လို့တဲပြောချင်တယ်ဘာလို့လဲဆိုတော့တော်တော်များများကိုယ့်ရဲ့အိမ်ရမိန်းမတွေကလေကိုယ့်ကဒင်မွားကိစ္စကိုတောင်းလို့ရှင်မပေးချင်ဘူးသိလား ဟိုဘယ်နှခါတောင်းတော့မပေးချင်ဘူးနောက်ဆုံး10ခါတော့တောင်းမှတစ်ခါတော့တောင်းမနေဆိုတဲ့သဘောမျိုးပေါ့နော်အားအောင်ကြည်ပြူနဲ့မဟုတ်ဘူးပေါ့နော်ဟိုဘယ်လိုခေါင်းလို့ဟိုမပေးလို့လုံးဝမရတဲ့အချိန်မျိုးယူဟဲ့ဆိုပြီးတော့မှနေရမျိုးရှိတယ်အဲ့မျိုးကမရဘူးနော်ပြီးလို့ရှိရင်ရှိသေးတယ်ကလေးရှိလို့ဟာဘလူရှိလို့ဘဝရှိလို့ပြောချင်တာကအမျိုးတွေလောက်လာကြတယ်အမှန်တော့လေဒီလားသူ့ညာနဲ့သူ့လေးတော့ထားပေးတင်နေပေါ့နော်သူတို့ကလည်းဒီလေးဆက်ဆံတဲ့အခါမျိုးမှာမိမတွေကပူတောင်ဥဆောင်နိုင်အောင်ပဲပူဥဆောင်ပြီးမှဒီယောက်ျားတွေကကိုနောက်ကိုလိုက်မှာ တည်လားကိုနောက်ကိုလိုက်မှာအဲ့တော့သူတို့သူတို့ကကြည့်ပဲဥဆောင်ရတယ်ဥဆောင်မြန်တော့လေကိုအိမ်ရမိမကလည်းမလိုက်ရှေ့ကလည်းမလိုက်နောက်ကလည်းမလိုက်အဲ့တော့ကြာလာတဲ့အခါကျတော့သူတို့ကဒီကိစ္စမရရင်သူတို့စိတ်ထဲမှာစိတ်ဆိုးတယ်စိတ်တူတယ်အဲ့လိုမျိုးကစိတ်ဆိုးတယ်စိတ်တူတယ်ကိုအချင်းချင်းခါခါဖြစ်လာတဲ့အခါကျတော့ဟုတ်တယ်နော်လူမှုကွန်ရက်မှာတချောင်းဒါမှမဟုတ်ပြင်မှာဝယ်စားလို့ရတဲ့နေရာတွေရှိတယ်အဲ့တော့ဝယ်စားမလားဒါမှမဟုတ်ရင်အလကားကျွေးတဲ့လူရှိကစားမလား ယောက်ျားရဲ့တော်တော်များများကချက်တာမချက်တာနဲ့မဆိုင်ဘူးနော်သူတို့ကိစ္စဖြေရှင်းလို့ရလို့ရှိရင်လမ်းမရအယူမလည်းရတယ်ဟုတ်တယ်နော်အဲ့လိုပြောရှင်တဲ့သဘောတရားကလမ်းမရအယူမတောင်မှချမ်းသာပြီးတဲ့လူမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီလိုကိစ္စမျိုးကိုကိုယ်အိမ်ရာမိမမှမပီးရင်ဘယ်ညာဖြစ်ဖြစ်သူတို့ကသူတို့ကိစ္စကိုဖြေရှင်းပလိုက်မှာပဲအဲ့လိုတဲ့ပြောချင်တာကကိုယ့်ရဲ့ယောက်ျားမဖောက်ပြန်အောင်နော်မဖောက်ပြန်အောင်လောက်ရမှာကကိုယ်အိမ်ရာမိမရတောင်းဝင် ချောနေဖို့မဟုတ်လှနေဖို့မဟုတ်ဘူးအဓိကတကွေတန်ရှင်းမှုလေးနဲ့ပြီးလို့ရှိရင်သူတို့ကိုဒီဂရင်မွားကိစ္စကိုလုံးဝကိုဆွဲဆောင်ပေးရမယ်ကိုကဥဆောင်နိုင်ရမယ်သိလားမိမသားတူကြီးပေါ့နော်တော်တော်များများကိုအရင်အင်အားယောက်ျားကိုပြောလိရှိတယ်အမေဒီကိစ္စမပေးလို့ဒီလိုမျိုးတက်ပြောရင်လည်းမပေးနေပေါ့မပေးလို့ဟိုကွဲမယ်ဆိုလဲကွဲပေါ့အမေနောက်မိမကြီးမယ်ဆိုလဲယူပေါ့ငါတို့အမေရဲ့ကြီးတွေပဲအမေဒီယာတို့ကရှိပြီးကြဂုံကျက်ကျက်တွေရရှိပြီးကြဂုံကျက်တွေဘလောက်ပဲရှိရှိ ယာဓုတိုးတိုင်းကောင်းတာမဟုတ်ဘူး။ကျန်တဲ့နေရာမှာဒါကောင်းတာနော်။ဒီကရင်မောကိစ္စနဲ့လင်ကိစ္စနဲ့ကတော့ယာဓုတိုးတိုင်းကောင်းတာမဟုတ်ဘူး။မရေကြီးလဲမရေကြီး။တန်ဖို့တိုက်ခါမကြတယ်မကြောက်ဆိုရှိတာပဲ။ကိုယောက်ျားကိုဘယ်လိုပြောမလဲ။အပြစ်တင်တယ်။အဲ့ကမရင်ငယ်ကိုအပြစ်တင်တယ်။သူဘယ်လိုပြောမလဲဆိုတော့သူတို့ယောက်ျားတွေကသူတို့ဆန္ဒကိုတော့ဖြည့်စီတာ။ဖြည့်စီတဲ့အချိန်ကျတော့ကိုအိမ်ကမိမတာတားနေတယ်။ တိလာဘာသာနဲ့ဆိုတော့ပြောလို့ပေါ့ဥဆောင်နိုင်တယ်ကတိမောကိစ္စအောင်ဥဆောင်နိုင်တဲ့အခါကျတာနေတော့သူ့စီမှာပဲဆိတ်ရောက်တာသူ့စီမှာပဲဆိတ်ရောက်တာနောက်ကျတော့ဘာဖြစ်လဲယူသွားတဲ့အဆင့်အထိကိုရောက်သွားတာအဲ့ဒါကြတော့အရှင်ညာရင်ဟာမရင်ငယ်မကရှင့်စီကခြူစားလို့ရလို့ပေးတာဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့တခါပျော်ပြန်ရောအမှန်ကကိုယောက်ျားကကိုနဲ့ပဲတိုက်ဆိုင်တာကိုကိုတိုင်းပဲဥဆောင်ရမှာဒီကတိမောကိစ္စတွေဘေးမှမတော့အောင်ကိုကိုတိုင်းကဥဆောင်